တမ်မနာတွေနဲ့ strength တွေပြီးတော့ပါ come on come on ဘာကြောင့် channel ပေါ်မှာကြောင့်ရှာမေးရတော့နားရဲလေးပါထွက်ပြီးတော့ come on yeah, yeah. come on ပြန်ပြီးတော့ come on သူတိရတာအဲ့ဒီတလိုမျိုးပဲအေးစေးပဲသူအနေနဲ့ကလည်းဆက်ပြီးတော့သွားချင်းဘလောက်ပဲလောက်ပါနဲ့ခပါခပါ ို့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီအချိန်ကတမရကတော့ကျွန်တော်တို့ audition လူပေါင်းများစွာတဲကနေပြီးတော့ယောက်ျားလေး9ယောက် main ကလေး9ယောက်ဖြစ်ပါတယ်သူတို့တွေရဲ့အမှတ်အသီးသီးကိုလည်းပုံပေါ်မှာကျွန်တော်ဖော်ပြပေးထားပြီးဖြစ်ပါတယ်ဆိုတော့ဒီအချိန်ကတမရကအားလုံးလဲရင်ကုန်စိတ်လှုပ်ရှားနေမယ်ဆိုတာကိုခံစားမိပါတယ်တင်တို့ရဲ့ journeys ကအခုမှစမှာဖြစ်ပါတယ်ဒီ journeys ကိုသွားဖို့အတွက်ဆိုလို့ရှိရင် ကိုယ့်အတွက်ကိုလမ်းညွန်မှု ပေးနိုင်မဲ့ဒူကောင်းကောင်းရှိနေမှအဆင်ပြေမှာပါကျွန်တော်တို့ကပထမစီဇန်1နဲ့မတူတာကတော့စီဇန်2မှာတင်တို့ကို guide လုပ်ပေးမဲ့ coach တွေကိုကျွန်တော်တို့မိတ်ဆက်ပေးမှာဖြစ်ပါတယ်မိတ်ဆက်ပေးတဲ့တပြိုင်တည်းထဲမှာတင်တို့က coach တွေကိုရွေးချယ်ရမယ်ကိုဘသူကိုရွေးချယ်ရမလဲအဲ့ဒီနေရာမှာလဲပဲကျွန်တော်တခုတော့ကျွန်တော်အကြံဉာဏ်ပေးခြင်းပါတယ် ဘာကြောင့်လဲဆိုလို့ရှိရင်ဒီမှာရှိနေတဲ့ coach ၅ယောက်စလုံးက season 1မှာခရေကတကယ်ကိုကန်နာရဲ့အသီးသီးတိုင်းမှာအတွေ့အကြုံတွေနဲ့အများကြီးရခဲ့ပြီးပြီးလူတိုင်းလူတိုင်းလူတိုင်းကကိုယ့်အတွက်ကိုလုံလောက်တဲ့အကြံဉာဏ်ပေးမှုတွေ technique တွေပေးပို့နိုင်တဲ့သူတွေကြီးပါပဲသူတို့ပုံမှန်ကြီးပဲ100%အကုန် rely ဖြစ်နေတာမဟုတ်ဘူးဆိုလိုတဲ့ဟာကကျွန်တော်တို့သွားမဲ့ journey မှာကျွန်တော်ခုနပြောသလိုပဲ speed mobility strength ဓာတ်တွေအားလုံးပြည့်စုံနေတော့မှသင်က FOE ရဲ့ ဝင်နာဖြစ်မှာတခုတည်းနဲ့ပြည်စုံနေုံနဲ့မရဘူးဆိုတော့ကိုဘယ်အပိုင်းကိုလိုအပ်တာလဲကိုလိုတဲ့အပိုင်းမှာဘယ် coach ကအားသာချက်တွေရှိတာလဲဒါတွေကိုတေချာစဉ်းစားပြီးတော့မှရွေးချယ်စီခြင်းပါတယ်ကြွေးချယ်ရမယ့်ကဏ္ဍလေးကိုအသေးစိတ်ကျွန်တော်ထပ်ပြီးတော့ရှင်းပြခြင်းနဲ့ဒီနေ့မှအာသွန်ခွန်ဆိုင်စ조사ပြီးတော့ထိတ်ဆုံးမှရနေတဲ့သူတွေကိုကျွန်တော်အရင်ဆုံးရွေးချယ်ခိုင်းမှာဖြစ်ပါတယ်ရွေးချယ်တဲ့ချိန်မှာပြိုင်ပွဲဝင်အမှတ်အများဆုံးလူတစ်ယောက်ကသူ့အနေနဲ့ coach ကိုစတင်ပြီးတော့ရွေးချယ်လို့ရတယ် ဥပမာကိုကတော့ကိုကြိုက်နေတတ်တဲ့ coach ကိုရွေးချယ်လိုက်တယ်။ဒါပေမဲ့ coach team မှာကလည်းပဲဒီပြိုင်ပွဲတစ်ခုလုံးကြီးကိုသူတို့ကြည်ထားပြီးပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကြိုက်နေတတ်တဲ့ပြိုင်ပွဲဝင်ဆိုတော့သူတို့စိတ်ထဲမှာရှိနေပြီးသားပဲ။ဆိုတော့ကိုကအမှတ်အများဆုံးရတယ်။ဒါပေမဲ့ကိုကြိုက်တဲ့ coach ကကိုကိုမကြိုက်ဘူးဆိုရင် coach ကငင်းပိုင်ဝင်ရှိတယ်။ coach တယောက်ချင်းစီမှာနှစ်ယောက်ပဲကျွန်တော်တို့ပေးထားမှာဖြစ်ပါတယ်။ကျွန်တော်တို့ဒီရင်မှာစိတ်ဝင်စားဖို့ကောင်းတာကပြိုင်ပွဲဝင်တွေကလည်းပဲ အုံနောက်ကိုတုံးပြီးရွေးချယ်ရမှာဖြစ်သလို coach တွေကလည်းပဲအုံနောက်ကိုတုံးပြီးတော့လက်ခံရမယ့်အစိပ်ပိုင်းတစ်ခုလို့ကျွန်တော်ကတော့သုံးသပ်မိပါတယ်။အားလုံးလည်းနားလည်သွားအောင်တည်လည်းတည်သွားအောင်ပထမအဆုံးတစ်ယောက်ကနေကျွန်တော်စလိုက်မယ်။ Okay ပါဒီနေ့မှာအမတ်အများဆုံးရရှိခဲ့တဲ့ကိုမျိုးမင်းထက်ကိုကျွန်တော်ရှစ်တလန်းတို့ပါအောင်ဗျာ။တင်တဲ့ live ဖက်ညီတဲ့ coach ကိုရွေးချယ်ရမှာဖြစ်ပါတယ်။ဒီလိုရွေးချယ်တဲ့အခါမှာသင်ဘသူကိုရွေးချယ်မှာလဲ ချက်နီပိုင်းခောင်းတဲ့သူလားဒါမှမဟုတ်လို့ရှင်စထရန့်ပိုင်းဆိုင်ရာအာတန်တဲ့သူလားစေတပိုင်းဆိုင်ရာအားပေးနိုင်တဲ့သူလားဒါမှမဟုတ်ရှင်လင်မြန်မှုတွေနဲ့မိုဘိုင်းလက်ထီတွေကိုအကောင်းဆုံးသင်ပြပေးနိုင်မဲ့လူလားဒါမှမဟုတ်လို့ရှင်ဆွဲဆောင်ကိုကိုယ်လမ်းညွှန်မှုပေးနိုင်မဲ့သူလားဘသူကိုရွေးချယ်မှာလဲကဲစပါပြီခင်ဗျာ ဆိုရရေးချက်ရေးချက်တာပြီးတာလည်းရှိတယ်ပေါ့အဲ့ဒါတော့ဒီထက်မှာအသက်ကြီးဆုံးလည်းဖြစ်တယ်ခေါင်းအကြီးဆုံးလည်းဖြစ်တယ်ဆရာတွန်းရေးချက် All right ဆိုတော့ခဏလေးခဏလေးနေပါဦးကျွန်တော် coach ကိုမေးပါမယ် coach တိမ်မှာလည်းပဲကျွန်တော်ညင်းပိုင်ခွင့်ရှိတယ်လို့ကျွန်တော်ပြောထားပါတယ်ကဲဆရာတွန်း choose wisely ပါ ကျွန်တော်ဦးစားပေးပြီးရွေးချယ်တဲ့အတွက်လေးကျွန်တော်ကျေးဇူးတင်ပါတယ်ဒီတစ်ခေါက်တော့ကိုမျိုးမနဲ့ sorry ပါသူကြည့်တဲ့ကျမသူက call strength နဲ့တမားဖြစ်တဲ့အတွက် upper strength အရန်ကောင်းတယ်ဒါပေမဲ့ overall strength ကိုကျွန်တော်ကြည့်တဲ့အချိန်မှာကျတော့တိတ်ပြီးတော့အားရတဲ့ပုံမဖြစ်တော့သူ့ကိုတော့ကျွန်တော်ငြင်းမိတာပေါ့အဲဆရာတွန်းကျွန်တော်ကိုဘာကြောင့်မယွေးလဲဆိုတော့မသိဘူးပေါ့နော်ဒါပေမဲ့ယွေးလဲဘာမှမဖြစ်ပါဘူးကိုကိုယုံကြည်နေတယ်ကိုမျိုးမင်းထက်အနေနဲ့ကကျတော့ဒုတိယတရက်ကိုထက်ရွေးချယ်ပါခင်ဗျာဒီမှာ mobility ကောင်းတဲ့ အမအော်အမဟုတ်ရှင် NC Mo ခဏလေးခဏလေးခဏလေး NC Mo ကိုဒုတိယတစ်ကြိမ်အနေနဲ့ထပ်မံပြီးရွေးချယ်တယ်ဆိုတော့ NC Mo အနေနဲ့ကလည်းနှစ်ယောက်ပဲသူ့တင်မှာရမှာဖြစ်တဲ့ကြောင့်မလို့ NC Mo အနေနဲ့ကိုမျိုးမင်းထက်ကိုအတင်းမှာလက်ခံလားလက်မခံဘူးလားလက်ခံပါတယ်ဆားရဲလေးလာပြီးသားကျွန်တော်တစ်ခုလောက်မေးစရာရှိပါတယ် ဆရာတော်ညင်းခဲ့တဲ့ကုမျိုးမထက်ကိုအန်စီမိုးအနေနဲ့ဘာကြောင့်လက်ခံလဲ Calisthenic လို့ပြောရလေ Calisthenic သမားတွေကကြတော့နောက်လာမဲ့အာမိုးအနေနဲ့ပေါ့နော်သူကဆွဲဆောင်လဲရရဲဆိုတော့နောက်လာမဲ့ချန်ပီယံအနေနဲ့မြင်မိရတဲ့အတွက်မျိုးမထက်ကိုအကောင်းဆုံးလမ်းညွှန်မှုပေးနိုင်မဲ့ coach လို့လည်းကျွန်တော်ယူဆပါတယ်ဆိုတော့ကိုရွေးချယ်ထားတဲ့ coach အနောက်မှာကျွန်တော် position လေးယူပေးပါကျွန်တော်တို့ဘွဲရတော့ဘွဲမစခင်လေကျွန်တော်တို့အရန်ကို မိုက်နေပြီပေါ့နော်ဆိုတော့ကျွန်တော်ခိုင်းလုပ်ပြီးမယ် MC ကိုလည်းပဲယုံကြည်တယ်တယောက်တော့အပြုံးရှင်နဲ့ကျွန်တော်လုံးဝဝင်တာဖြစ်ရပါမယ်ဒုတိယတယောက်ကထပ်မံပြီးတော့သူ့ရဲ့ coach ကိုရွေးချယ်ရမယ့်အချိန်ဖြစ်ပါတယ် main ကလေးတွေတဲမှာအမှန်အများဆုံးနဲ့ဒီနေ့မှာအောင်မြင်မြင်နဲ့လုံးပြနိုင်ခဲ့တယ်မက်ဆူဇာနီထွေးရှင်နေတော့အရန်တုံနေပါရ ဘယ်ဆိုအကုန်လုံးကြိုက်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ပါ။တမဲရွေးချယ်ခွင့်ကတယောက်ပဲရှိရဖြစ်တဲ့အတွက်ကြောင့်မလို့ညီမနေနဲ့မဆူဆန်ကိုရွေးချယ်ချင်ပါတယ်။ All right. Coach မဆူဆန်နေနဲ့ဒီပြိုင်ပွဲဝင်ကိုကိုယ့်ရဲ့အသင်းမှာလက်ခံပါလားလက်မခံဘူးလား။ဝယ်ခံပါလက်ခံပါတယ်။ Okay. Okay. ဆောတမ်းမေးမယ်တမ်းမေးမယ်တမ်းမေးမယ်။ဘာကြောင့်လက်ခံလဲ။ ဒီညီမလေးရဲ့ short ွားတဲ့ဘောနော် movement တွေအကုန်လုံးလည်းမြင်ထားပြီးသားငကိုတွေကလည်းကိုကတကယ်ကိုကြိုက်တဲ့ပြိုင်ပွဲဝင်တယောက်လည်းဖြစ်နေတယ်ကိုစီကိုယူရတဲ့လည်းအရင်ဝမ်းသာတယ်ဝင်လာဖြစ်အောင်လည်းတူတူစူးစမ်းကြမယ်ကျေးဇူးတင်ပါတယ်နောက်တစ်ခုထပ်မိမယ်တကယ်ဝင်လာဖြစ်အောင်လုပ်ပေးနိုင်မယ်တယုံကြည်မှုဘလောက်ယာကိုင်းလို့ရှိတယ်200 200%ရှိတယ်မကကြတော့သူတို့ရဲ့လိုအပ်ချက်လိုအပ်ချက်တွေကိုပဲအမကဘေးကနေကြည်ပေးမယ်လိုအပ်ချက်လိုအပ်တဲ့အကြံဉာဏ်လိုအပ်ချက်လိုအပ်တဲ့စိတ်တက်ခွန်အားတွေအကုန်လုံး ကိုပဲအာ coach လုပ်သွားပေးဖို့စဉ်းစားထားပါတယ်။ယောက်ျားလေးတွေထဲမှာကျွန်တော်တို့ဒုတိယအမှတ်အများဆုံးယောက်ျားလေးဖြစ်တဲ့အာရဲတက်ကြော်ကြော်ကြီးလေး။စားပြီးချေလို့ရပြီ။ဘုံကဆရာကြီးကြီးအာကျွန်တော်ကဆရာတုံရွေးချင်တယ် နည်းနည်းတော့ဆရာတော်လက်ခံပါမလားမသိဘူးပေါ့ဒီ contestant ကိုဆရာတော်ရဲ့တင်းမှာလက်ခံပါလားလက်မခံဘူးလားဒီညီလေးကြတော့ကျွန်တော်အမှတ်မထင်ဘင်းနဲ့လုံးဝဒီ level ကိုရအောင်စ조사လာနိုင်တဲ့အတွက်ကျွန်တော်နဲ့အတူတူဥပပေါင်းပြီးတော့ကျွန်တော် coach လုပ်မယ်ဆိုတော့ winner တယောက်ဖြစ်နိုင်တဲ့အတွက်ကျွန်တော်လက်ခံပါတယ်ညီလေး welcome ပါ okay ပထမဦးဆုံးဆရာတော်နဲ့လက်ခံလိုက်ပါပြီခင်ဗျာဆိုတော့ညီလေးကိုယ့်ရဲ့ရွေးချယ်ထားတဲ့ coach နောက်မှာနေရာယူပေးပါ မင်းကလေးတွေထဲမှာဒုတိယအမှတ်အများဆုံးဖြစ်တယ်မက်ရှွန်လက်တာစာပြီးရွေးချယ်ရပါအကုန်လုံးကြိုက်ပါတယ်ဘာဖြစ်လဲဆိုတော့တယောက်ခြေစီမှာဟိုရှုံးပေးနိုင်တဲ့အရာတွေအများကြီးရှိရယ်ဟောနော်ကိုဆရာတွန်ရွေးပါကျွန်တော်ရွေးထားတယ်ကျွန်တော်ညီလေးနဲ့တိုင်ပင်လို့ရလား official ဖြစ်လားရတယ် ကျန်တော့ကျွန်တော်အမေတို့သဘောကျလာတယ်။တော်သူကလည်းတော်သူလည်းဝင်တဲ့လူကိုကျန်ရတယ်ဆင်ပြေရလုံးမယ်။အဲဒါတို့ရွေးဖြစ်သွားတာ။ဝိညာဖြစ်ဖို့အလားအလာရှိတဲ့ညီမလေးကိုကျွန်တော်တို့အဖိုးကြီးတင်းက warmly welcome ပါ။ဟုတ်ကဲ့။ဟုတ်ကဲ့ပါလေ။ဆိုတော့နေရာယူပေးပါခင်ဗျာ။ကျန်တဲ့ပြိုင်ပွဲဝင်တွေအနေနဲ့ကဆရာတွန့်ကိုရွေးချယ်လို့လုံးဝမရတော့ဘူး။ညီလေးရှစ်တလန်တို့ပေးပါဦး။ညီလေးအတွက်ဆိုလို့ရှိရင်ဘယ် coach ကအကောင်းဆုံးဖြစ်မလဲလို့ ီလေးစပြီးရွေးလို့ရတယ်ကျွန်တော်ကတော့ဟိုဟာကိုဖုံးပြနေဦးပဲโอเคဖုံးပြနိုင်ကကိုရဲ့အသင်းမှာလက်ခံပါလားလက်မခံဘူးလားအဲကျွန်တော်လက်ခံပါပါโอเคလက်ခံပါတယ်ကျွန်တော်ကိုဖုန်းပြနေအောင်ရွေးချယ်ရတော့သူကတော့ဟိုအတင်းစီစီဝမ်းမာတည်းကအကိုကအရန်အရန်လေးဟိုက တော်တယ်ပေါ့ရန်တို့ပြီးတော့ तू ကညံလဲပုတ်ပြေးရလို့လည်းထင်မိရဟုတ်အကြောင်းလဲ तू ရွေးမိတာပါဟုတ် main ကလေးနောက်တယောက်ဖြစ်တဲ့8 TV ကြောမြန်မာလေးရှစ်တလန်းတော့ပါစပြီးရွေးချယ်လို့ရပါတယ် ော်အဲရ season 1တော့ကလည်းအဆဆုံးကြည်လိုက်တယ်ပေါ့နော်ဆိုတော့အကုန်လုံးကိုလည်းကြိုက်ပါတယ်ဒါပေမဲ့အဲရယောဂသမားဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့မှာ speaker အရန်အားနေတယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ကိုဖုံးပြည်နိုင်ရွေးပါတယ်ဖုံးပြည်ဒီညီမလေးကိုအဆက်လုံမလားမလုပ်ဘူးလားအဲကျွန်တော်လုံပါပါလုံပါပါနော် welcome ပါဒီပွဲကကျွန်တော်တို့ထပ်စားလို့ရှိရင်ဒီကစားသမားတွေရဲ့ပွဲဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့လူဝဲချက်တွေကရှေ့တန်းကိုတင်ထားမှာမဟုတ်ပါဘူး။သူတို့ performance ထွက်လာအောင်ပဲလုပ်ပေးဖို့ကျွန်တော်စဉ်းစားထားတယ်။ဟုတ် ဆိုတော့နောက်ထပ်တစ်ယောက်ဖြစ်တယ်ကိုရဲမင်းအောင် ကိုတိုင်ကလည်းပဲ trainer တူဖြစ်တယ်ဒီနေပယ်မှာလည်းကျင်လည်ခဲ့တဲ့သူတယောက်အနေနဲ့ကိုကိုဘသူကအကောင်းဆုံးနန်းညုံမှုပေးနိုင်မဲ့ coach တို့ယူဆထားတယ်လေစပြီးရွေးချယ်လို့ရပါပြီအာဒီမှာရှိတဲ့ coach အားလုံးကိုကြိုက်ပါတယ်ဒါပေမဲ့ကျွန်တော်နဲ့ရေခွန်လာညှိထပ်လို့ကြမယ်လို့ကိုနေတော့ယူပါတယ်အာ ဏတွေကျွန်တော်ကျွန်တော်ကျွန်တော် coach ကိုမမေးသေးဘူးဘာကြောင့်ရင်ခုန်တန်ခြင်းထတ်တူကြတာလဲအဲ့ဒါလေးကိုရှင်းပေးခြင်းတယ်ဘာကြောင့်ရင်ခုန်တန်ခြင်းထတ်တူကြကြတာလဲဟောကျွန်တော်အာကောင်းကောင်းလေး spot ပေးနိုင်မယ်လို့ထင်တယ်ဟုတ် all right all right ဆိုတော့တူတူစူးစမ်းခြင်းတော့တူတူစူးစမ်းခြင်းတာတူတူစူးစမ်းခြင်းတာအဓိကစိတ်တက်တစ်ခုလည်းနဲ့ရွေးချယ်မယ်ဂူနန္ဒလင်းကျော်ချစ်မိမိရဲ့အသိမှာလက်ခံမလားလက်မခံဘူးလား တကယ်လို့ထိတ်ဆုံးထိတ်ဆုံးနေရကျွန်တော်ကိုရွေးခဲ့မှာဆိုတော့ကျွန်တော်နိုးလို့မှာဘာဖြစ်လို့ဆိုတော့ကျွန်တော်ကိုရဲရှိလို့အာကိုရဲကိုကြတော့ကျွန်တော် coach လုပ်ပေးချင်တယ်လက်လွတ်လိုက်ရလူရှိပါတယ်ခင်ဗျသူလိုအပ်တဲ့ agility တွေ speed တွေကိုကျွန်တော်သူ့အတွက်ဖြည့်ဆည်းပေးမယ်သူကကျွန်တော်ကတော့သူဒီ strength တွေ body beta အဲ့ body beta မှနေသူကဟိုဆရာကြီးဖြစ်ပြီးသားဗျာအဲကျွန်တော်ကကျွန်တော်ပြောခဲ့သလိုပဲကြားတွေကိုကျွန်တော်တောင်းပန်တက်ပေးမယ် โอเคจ้าริกูอตอมันตัดไปเลยเนี่ยชูได้อ่ะบาร์เอโอเคออลไรท์နောက်ထပ် main key တစ်ယောက်ဖြစ်တယ် market အလက်ရောက်ပါပြီชูရရပါပြီชีเอโคชีอ่ะအကုန်လုံးကအရန်တော်ပြီးသားဖြစ်နေရဖြစ်တဲ့အတွက် KRMC မိုးကိုជួយပါတယ်โอเคလက်ခံပါလားလက်မခံဘူးလား က်ခံပါရယ် NC မိုးနောက်မှနေရာယူလို့ရပါပဲခင်ဗျာညီလေးတို့ညီမလေးတို့ကနှစ်ယောက်စလုံးရှိတူလိုက်ပါညီလေးတို့အနေနဲ့ကကျတော့ရွေးချယ်ချက်တအားနှဲသွားပြီဆိုတော့ရှိကောမရှိတော့တာဆိုတော့ကိုနန္ဒရဲ့အသင်းမှာမိန်းကလေးတစ်ယောက်ပဲရတော့မယ်အဲ့တော့မတ်ဆူဇန်ရဲ့အသင်းမှာကျတော့ယောက်ျားလေးတစ်ယောက်ပဲရတော့ ကိုရွေးချယ်ခြင်းနဲ့ဆိုရင်တော့ရွေးချယ်လို့မရတော့ဘူး။ဘာဖြစ်ဆိုတော့ coach တယောက်ချင်းစီမှာယောက်ျားလေးတယောက် main kid တယောက်ဖြစ်ကိုဖြစ်ရမယ်။အဲဆိုတော့ညီလေးမရွေးချယ်ခင်မှာကိုကဒီနေရာကိုသွားရမှာဖြစ်တဲ့ကြောင့်မလို့ဘယ်လိုခံစားရလဲ။ကြီးနေရလား။ကြီးနေတယ်။ပြန်ခွင့်ရရင်လည်းတော့စင်ပြင်းနေ။ Okay ညီလေးနောက်တစ်ခုဝင်မယ်။ညီလေးအနေနဲ့ခုနကလိုအရန်စူးစားတာလည်းတွေ့ရတယ်။ပြိုင်ပွဲကာလမှာဒီတိန်းတထောင်နဲ့ချန်ပီယံကပတ်ကြီးကညီလေးအတွက်လို့ ရေးတွေးမိဘူးလားအဲအနိုင်ရဖို့ပဲတွေးတင်းထောင်ရမရအနောက်မှာ Okay 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 ဘယ်နာပြန်မဆူဆန်ကျွန်တော်ထပ်ပြီးမေးချင်တယ်အနိုင်ရဖို့ပဲတွေးတယ်သူ့အနေနဲ့ပြောချင်တဲ့ဟာက price ကအရေးမကြီးဘူး तू ကဒီလုတ်ပြနိုင်တယ်ဆိုတဲ့အရာတစ်ခုပဲ तू လုတ်ပြချင်တာမဆူဆန်မဆူဆန်တင်းမှာ तू ကိုလက်ခံခြင်းနဲ့စိတ်ရှိတာလက်ခံခြင်းနဲ့စိတ်မရှိဘူးလားလက်ခံခြင်းနဲ့စိတ်အပြည့်အဝရှိပါတယ်ဘာဖြစ်လို့လဲ သူစော့တာကလည်းမြင်ပြီးသားပြီးတော့အဲ့စိတ်တစ်ခုတည်းအနိုင်ရချင်တယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့တည်းကိုအရင်ကြိုက်သွားပြီနေရာရှိလို့ရပါပြီမြန်မာလေးအနေနဲ့ကကြတော့ရွေးချယ်ချင်တယ်ဆိုရွေးချယ်လို့မရတော့ကိုနန္ဒလင်းကျော်ချစ်စီကိုတွားကူတွားရတော့မယ်အဲ့လိုတွားရတဲ့အချိန်မှာမိမိရဲ့စိတ်ဆန္ဒအလျောက်ကောတွားချင်တဲ့စိတ်ဆန္ဒရှိသလားတွားချင်ပါတယ်ဘာဖြစ်လို့လဲ season 1ကိုလည်းကြီးဖြစ်တယ်ပေါ့ညီမကြိုက်တယ်တစ်စစ် ကိုနန္ဒကိုနောက်ဆုံးတစ်ခုအနေနဲ့မေးမယ်ကိုနန္ဒအသင်းကို ရောက်ရှိလာပြီးကိုနန္ဒအပတ်မှာရှိနေတဲ့သူတွေကစိတ်သက်ပိုင်ဆိုင်ရာအရန်ကို strong ဖြစ်နေတဲ့သူတွေလို့ကျွန်တော်ယူဆတယ်ဒီလူတွေကိုရောကိုနန္ဒအနေနဲ့စုကြသွားတဲ့အပြင်ကိုသူတို့လိုချင်နေတဲ့ goal တွေကိုရောက်အောင်ပံ့ပိုးပေးနိုင်မယ်လို့ကိုကိုကိုယုံကြည်မှုရှိလား ကျွန်တော်အပြည့်အဝယုံကြည်မှုရှိပြီးသားကျွန်တော်တင်းကိုရွေးချယ်တဲ့ player တွေကကိုကိုယုံကြည်မှုရှိပြီးတော့ကျွန်တော်တင်းကိုရောက်လာဖို့ပဲလိုတယ်သူတို့လိုချင်တဲ့ target ကသူ့အောက်ဖြစ်သွားလိမ့်မယ်။အော်ဒီပြိုင်ပွဲဝင်တာကျွန်တော်တင်ရမယ်။ခန္ဓာသူ့ရဲ့ team ကလူက winner ဖြစ်နိုင်တယ်လို့သူကပြောသွားတယ်ပေါ့နော် အဲ့ဒါကုဏ္ဏဒပဲလေတရားမလား तू ကလေရမ်းကျယ်အဲ့တော့တကယ်ဝိနာသူဖြစ်မလဲဆိုတာတော့အဆုံးထိစောင့်ကြည့်လိုက်ပေါ့နော်ကျွန်တော်တို့တင်းမှာဝိနာရှိတယ်ဆိုတာကိုမမှန်ဘူးဆိုတော့တက်တည်ပြမဲ့ player ရှိလို့ရှိရင်တော့ကျွန်တော်တို့ကစောင့်ကြည့်နေပါမယ်လို့စီဇန်1မှာကျွန်တော်လက်သုံးစကားလို့ပေါ့ဆူတောင်းထားလိုက်လို့ပဲပြောချင်ပါတယ်